လူအသက်ဟာတူတယ်။နောက်ဘဝဆိုတာဧကန်ရှိတယ်။ဒါကြောင့်ဒါဖြင့်ဘာလို့ရမလို့ဆိုမြတ်စွာဘုရားဆုံးမတယ်။ကတ္တပံကုတလံအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာရတဲ့အလုပ်ကိုလုပ်ပါလို့ပြောတယ်။ကုသိုလ်ဆိုတာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာပေးတဲ့အလုပ်ကိုဆိုလို့တယ်။ဘယ်ဟာပဲဖြစ်ဖြစ်ကောင်းတဲ့လုပ်မကောင်းတဲ့လုပ်ဆိုတာနှစ်ခုရှိတယ်။နော်အစားအစားအစားတောင်းမှပဲ။ ခန္ဓာကိုယ်အကျိုးပြုတဲ့အစားအစာရှိတယ်ခန္ဓာကိုယ်ထဲမှာအစိတ်တောက်ဖြစ်တဲ့အစားအစာရှိတယ်တဘာဝကောလေအဲ့ဒါလိုပဲလူစိတ်ထဲမှာဖြစ်တဲ့ဟာကအပြစ်ကင်းတဲ့စိတ်အနေထားတစ်ခုအပြစ်ရှိတဲ့စိတ်အနေထားတစ်ခုအပြစ်ကင်းတဲ့စိတ်သဘောထားကိုကုသိုလ်လို့ခေါ်ပြီးတော့အပြစ်ဖြစ်တဲ့သဘောထားကိုအကုသိုလ်လို့ခေါ်တာပဲကုသိုလ်အကုသိုလ်အရှင်းရှင်းလေးတူတာအပြစ်ရဲ့ပြီးတော့အကျိုးထုတ်တဲ့အခါမှာ तू ကနှစ်ခုမှတ်တာ ကုသိုလ်ဆိုတာအပြစ်အပြစ်ကင်းတယ်အပြစ်ကင်းတယ်တန့်စင်တယ်ကောင်းကျိုးထုတ်ဆောင်ပေးတယ်ဒါကုသိုလ်အကုသိုလ်ဆိုတာပြစ်အပြစ်ရှိတယ်တဘာဝကောမကောင်းဘူးမကောင်းတဲ့ကျိုးကိုလည်းထုတ်ပဲထုတ်လို့တယ်ဟောအဲ့ဒါအကုသိုလ်အဲ့တော့မြတ်စွာဘုရားကအေးဘဝမှာနောက်ဘဝသွားရမှာဆိုတော့ကတ္တဗံကုသလပြစ်ကင်းပြီးကောင်းကျိုးချမ်းသာပေးမယ်အလုပ်တွေကိုမင်းတို့လုပ်တဲ့နေ အဲ့ဒီလှုပ်တွေကိုဘုရားဘာသာမြတ်စွာဘုရားမဟောတော့ဌာနလှုပ်တာဌာနလှုပ်တာဆိုတာဘုန်းကြီးကြောင်းလူတာတို့ဒါတွေပြောတာမဟုတ်ဘူးအကုန်လုံးနော်တချို့ကဌာနလှုပ်တယ်ဆိုအဲ့ဒါမှမဟုတ်ဘူးကိုမိသားစုအချင်းချင်းကိုအပေါင်းအသင်းတကယ်ချင်းတွေမှကြွေးတာမွေးတာဟိုရင်ပြုတ်တာကိုစားတဲ့တည်းအခွဲပေးတာကိုညီတာအလုံးဟာဒါဌာနတွေကြီးပဲကော်ဖီတစ်ခွက်တိုက်တာဆာ ြောက်ဝိစားရမန္တရဌာနပဲကိုပေးတာမိဘကိုကျွေးတယ်မိသားစုကျွေးတယ်မေတ္တာနဲ့အားလုံးမိသားစုကျွေးတယ်နောက်ရှင်မျိုးပိတ်တင်ငါတွေကျွေးတယ်အလှူဒါနပြုတယ်အားလုံးဒါတွေကဌာနတွေကျွေး